င်္ဂလာပါရှင်ခေတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ကြောင်မဲမျိုးနယ်တွင်အကြံဖက်စစ်ကော်မရှင်တပ်က SSPB SSA နေပြည်အတွင်းသို့စစ်ကြောင်းထိုးလာသဖြင့်တိုက်ပွဲပြင်းထန်နေတဲ့ဆွေတရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမျိုးနယ်တွင်အကြံဖက်စစ်ကော်မရှင်တပ်က SSPB SSA နေပြည်အတွင်းသို့စစ်ကြောင်းထိုးလာသောကြောင့်တိုက်ပွဲပြင်းထန်နေကြောင်း SSPB A4 ကသတင်းထုတ်ပြန်ပါတယ် ရန်နီနိုဝင်ဘာလ29ရက်နေ့မိုးလဲတနအိခန့်အချိန်အင်အားတရာဝင်းကျင်ပါ အကြံဖက်ကော်မရှင်တပ်ကရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPB SSA တပ်စခန်းတည်ရှိရာကြောင်မဲမျိုးနေပုံကိုကြီးပါအလီရှိတော်တွင်တနေရာသို့ထိုးစစ်ဆင်ဝေရောက်လာတော့ကြောင်းတိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရပါတယ် ရင်းတိုက်ပွဲတွင်အကြံဖတ်စစ်ကော်မရှင်တပ်ဖက်မှရေပြင်းစစ်ကြောင်းနှင့် drone များအသုံးပြုကာတိုက်ခိုက်နေပြီးသတင်းထုတ်ပြန်ချိန်ညနေ2:56မိနစ်ခန့်အချိန်အထိတိုက်ပွဲပြင်းထန်နေစေဖြစ်ကြောင်း SSPB Info ကသတင်းထုတ်ပြန်ထားပါသည်။အဆိုပါတိုက်ပွဲအခြေအနေနဲ့ပတ်သက်၍အသေးစိတ်သိရှိနိုင်ရန်ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPB SSA တာဝန်ရှိသူများထံသို့ဖုံးဆက်မေးမြန်းခဲ့တော်လဲဖုံးလက်ခံဖြေကြားခြင်းမရှိပေ။ကြောင်မဲမျိုးပေါ်ကတော့စစ်တပ်ကအဓိကထိန်းချုပ်ထားတာကြောင်မဲမျိုးနယ်အတွင်းကရွာတွေမှာ SSPP နဲ့ TNLA တွေလည်းရှိနေတယ်။ TNLA တွေကလည်းသူတို့စခန်းလိုနေတဲ့နေရာတွေရှိတယ်။အခုတိုက်ပွဲဖြစ်တာကလည်းမျိုးပေါ်ကနေစစ်တပ်ကရွာရီဘက်ကိုစစ်ကြောင်းထိုးလာလို့တိုက်ပွဲဖြစ်ကြတာဟုကြောင်မဲမျိုးမှဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ဆလပီနမောက်မြို့နယ်တွင်စစ်ကြောင်းထုံးနေသောစစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှုစစ်သားများထိခိုက်မှုရှိတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မကွေးတိုင်းနမောက်မြို့နယ်တွင်စစ်ကြောင်းထုံးနေသောအကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်သားများထိခိုက်မှုရှိကြောင်း 900ရာနှစ်တရင်တောင်တွင်းကြီးတက်ခွဲမှာတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်။နိုဝင်ဘာလ28ရက်နေ့နနက်9နာရီခန့်တွင်နမောင်မျိုးနယ်ရင်းတဲကြီးကျေးရွာမှထွက်လာသောအင်အား92ဦးပါဝင်သည့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လည်ရေးတက်ခွဲများကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။ထိုထိတွေ့တိုက်ပွဲသည်တနာ30မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြံဖတ်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိတော်လဲအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါဗျ။စစ်ခွေးတွေထိခိုက်မှုရှိပါတယ်။သေဆုံးတဲ့အရေအတွက်ကိုတော့ကျွန်တော်တို့အတည်မပြုနိုင်သေးပါဘူး။ ဒေါ်လာရေးရဲဘော်တွေတော့အထူးကိမရှိပြည်လဲစုပ်ခွာနေခဲ့ပါတယ်ဟု902တက်ရဲတောင်တွင်းကြီးတက်ခွဲမှာတာဝန်ရှိသူကပြောဆိုပါတယ်အစူပါတိုက်ခိုက်မှုကိုနေပြီးတော့တိုင်းစစ်ဌာနပြုဟာအမှတ်16မှာအမှတ်902တက်ရဲအထူးလှုပ်ရှားစစ်ကြောင်းနဲ့တရက်ခရိုင်တရင်တစ်တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ပြီးဒေါ်လာရေးရဲဘော်များအထူးကိမရှိပြည်လဲစုပ်ခွာနေခဲ့ကြောင်းသိရပါတယ်လက်ရှိချိန်တွင်အမှတ်903တက်ရဲနမောင်မျိုးနဲ့ပါကာဖာနဲ့ဒေမီရီမဟာမိတ်ရဲဘော်များသည်ဇလက်အီအားဖြင့်တင်ဆောင်ရွက်လျက်ရှိသောကြောင်း ီတိနေရဒေသတွေမှာဆိုတိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်၍ပြည်သူများအကြမ်းဖက်စစ်တပ်စစ်ကြောင်းနှင့်ဤဆက်သောနေရဒေသများတွင်နေထိုင်ခြင်းမပြုကြပါရန်ခိုးရနှင့်တရင်တောင်ွေးကြီးတပ်ခွဲမှတာဝန်ရှိသူကဆက်လက်ပြောဆိုပါသည်ဆက်လက်ပြီးစင်လန်ကိုရိတ်ခါလာဖို့သည့်အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းအရကတပ်တော် AA နှင့်ပူးပေါင်းတပ်တို့၏ခေတ္တပြတ်တိုက်ခိုက်မှုအတွင်ဆယ်ဦးထက်မနည်းသေဆုံးနေဟုဆိုရိုးပေါ်ရှိနေရာတချို့တွင်တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီးအကြံဖတ်စေအုပ်စုအထိနာရေးဆွဲတဲ့တွင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် ရခိုင်ပကိုရိုးပေါ်ရှိဆင်လန်စခန်းကိုရိတ်ခါလာဖို့သည်အကြံဖတ်စစ်ကြောင်းသည်အရကတက်တော် AA နှင့်ပူပေါင်းတက်တို့၏လျှက်ရပြတိုက်ခိုက်မှုအတွင်း10ဦးထပ်မံတည်ဆုံသွားကြောင်းသတင်းရရှိပါသည်ပကိုတိုင်းဗရောင်မြို့နယ်အုတ်ရှိပင်မြို့အပိုင်းညောင်ချီတောက်ဘက်မှရိုးပေါ်ရှိဆင်လန်စခန်းကိုရိတ်ခါလာပို့သည့်အင်အား90ခန်းပါအကြံဖတ်စစ်တပ်စစ်ကြောင်းမှရမန်နေ့နိုဝင်ဘာ28ရက်နေ့လယ်12နာရီကျော်ခန့်က AA နှင့်ပူပေါင်းတပ်တို့၏လျှက်ရပြတိုက်ခိုက်မှုကြောင့်10ဦးထပ်မံတည်ဆုံသွားခဲ့ရသည်ဟုရေပြင်စစ်ရေးတရေရေးမြစ်တပ်ဦးကသတင်းဌာနကိုပြောပါရယ် အေအေဦးဆောင်တဲ့တော်လရင်တက်ဖွဲ့တွေကသူတို့အလာကိုစောင့်ပြီးခြုံကိုတိုက်တာခင်းရက်ပြတ်တိုက်တာပေါ့ပျောက်ကြစနစ်နေ၁၀ရောက်လောက်တော့တည်တယ်လို့ခံမှန်းရတယ်နေရရတာတွေလည်းပါတယ်ဟုပြောပါတယ်ထောက်ပို့လာသည့်စစ်ကြောင်းအားအကြံဖတ်စစ်တပ်ကစင်လန်စခန်းမှဆင်းပြီးစစ်ကူတိုက်ခိုက်ခဲ့ကတိုက်ပွဲမိနစ်အနည်းငယ်ဖြစ်ပွားခဲ့ပြီးနောက်တန်ရရသူများတင်ရိခါများအားစင်လန်စခန်းသို့ယူဆောင်သွားသည်ဟုဒေသခံတအူးကသတင်းဌာနကိုပြောပါတယ်စင်လန်စခန်းကနေစစ်သားတွေစေးကူလို့ပြစ်ခတ်မှုရှိခဲ့တယ် ဒဏ်ရာရစစ်သားတွေကိုဆွဲထုတ်သွားတယ်ရိခါတွေကိုသူတို့စက်ခန်းကိုယူသွားတယ်ဟုပြောပါတယ်အကြမ်းဖက်စစ်တပ်သည်ရိခါဖျက်တောက်ခံရသည်မှာလက်နေချီကြာနေသည့်အတွက်ထောက်ဖို့ရိခါများအားစစ်ကြောင်းထုတ်ကပြည်ပြမလာဖို့နေရသည့်အတွက်အေအေနှင့်ပူပေါင်းတော်လှန်ရေးတပ်ထံမကြခဏကြားဖြတ်တိုက်ခိုက်ခံရပြီးအထိနာကြဆုံမှုများပြလျက်ရှိကြောင်းသိရပါတယ်အေအေတိတ်ထားတဲ့ညောင်ကျိုးစက်ခန်းကိုရယူရဲကျိုးပန်းနေသည့်အကြံဖတ်စစ်တပ်နဲ့အေအေဦးဆောင်တဲ့ပူပေါင်းတော်လည်ရစ်တပ်ဖွဲ့နဲ့အကြံဖတ်စစ်တပ်တို့မှာယနေ့နိုဝင်ဘာ29ရက်နေ့တွင်လည်း လီလာတောင်တောင်ချေရဲ့အနီနာတွင်ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟုသူကစက်ပြောပါရယ်လီလာတောင်ကနေညောင်ကျိုးစက်ခန်းကိုရောက်ဖို့တိုက်နေတာကြပြီးမတိုးနိုင်ဖြစ်နေတာဒီနေ့မနက်တောင်ချေရဲ့အနီမှာတိုက်ပွဲဖြစ်နေတယ်ဟုပြောပါရယ်ရှေခါဖြတ်တောက်ဖိတ်ဆို့ခံထားရတဲ့အကြံဖတ်စစ်တပ် point 666စက်ခန်းဒီလေ AAE လက်နက်ကြီးစနိုက်ပါတို့ဖြင့်ပစ်ခတ်ခံရကအထိနာကြဆုံးမှုများပြားနေကြောင်းစစ်ရေးတရေရဲ့မြေများကအတည်ပြုပြောဆိုပါရယ် အကြံဖတ်စစ်တပ်ဘက်မှ AA 2ဒေါ်လာရစ်တက်ခွဲများအားစစ်ကြောင်းထိုးခြင်းရိခါပိုးသည့်အခါတွင်လည်း K6 ဒရုန်းများအထူးကန်ဒရုန်းများ Jet Fighter များကိုအများအပြားအသုံးပြုကာတိုက်ခိုက်သည့်အတွက် AA 2ဒေါ်လာရစ်တက်ခွဲများဘက်မှအလစ်တုပ်ကလျှက်တပြက်ပျောက်ကြားစနစ်ဖြင့်တိုက်ခိုက်နေရကြောင်းသိရပါသည်ဆလပီရေမျိုးတွေတဲ့ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်စစ်ကြောင်းဂျာဖြတ်တိုက်ခိုက်ခံရပြီးခုနှစ်ဦးသေဆုံးနေဆွဲတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ဝန်ပြည်နယ်ရေမြို့နယ်တဲ့ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်စစ်ကြောင်းကိုတော်လရေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ရာစစ်ကော်မရှင်တပ်သား9ဦးသေဆုံးခဲ့တယ်လို့တပိရွှေတီကိုတိုင်ပြည်သူ့ကာကွယ်ရေးတပ်ကနေသတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ25ရက်နေ့မှာနေ့လယ်တနာရီအချိန်မှာအင်အား150ခန်းနဲ့ရေမြို့နယ်ဗထောင်ကျေးရွာအနီးကိုစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းကိုတော်လရေးတပ်တွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီးအဲ့ဒီတိုက်ပွဲတွင်စစ်ကော်မရှင်တပ်တွေဘက်မှ3ဦးသေဆုံးက2ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါတယ်။အဲ့ဒီနောက်နေ့လယ်3နာရီဝန်းကျင်အချိန်မှာ ပရောင်ဖရာအနီဒုတိယအကြိမ်ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သားနှစ်ဦးထပ်မံသေဆုံးခဲ့ပြီးတအူးတရားရရှိခဲ့တယ်လို့သိရပါတယ်။သူတို့တိုးလာလို့ဖြတ်တောက်ပုံစံမျိုးလောက်ဖြစ်သွားတာပေါ့လို့တပေရွှေတီကိုကြိုက်ပြည်သူ့ကောက်ွယ်ရေးတပ်တာဝန်ရှိသူတို့ကသတင်းဌာနကိုပြောပါတယ်။အလားတူနိုဝင်ဘာလ28ရက်နေ့မနက်6နာရီအချိန်မှာလေရေးမျိုးနဲ့ဘဲလက်မှုရွာအပြင်ပန်းကျူတတာအနီးမှာနှစ်ဖက်တီးတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာစစ်သားနှစ်ဦးသေဆုံးပြီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုတော်လရင်ပူပေါင်းတပ်တွေဖြစ်တဲ့ KNL တပ်မဟာ6တရင်း28ခွဲတေတပိရွှေတီကိုကြိုက်ပြီးသူကောက်ခွဲရေးတပ်ဗျူဟာ33တို့ပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးမြန်မာစစ်တပ်ရွှေကောက်ပွဲကိုနိုင်ငံပေါင်း9ခုမှလွှတ်တော်အမှန်163ဦးကရှုံချလိုက်ပြီးနိုင်ငံတကာအနေဖြင့်လည်းစစ်တပ်ရွှေကောက်ပွဲကိုညှင်းပယ်ရန်တောင်းဆိုတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မြန်မာစစ်တပ်ရွေးကောက်ပွဲကိုနိုင်ငံပေါင်း9ခုမှလွှတ်တော်အမှန် 163ဦးကရှုတ်ချလိုက်ပြီးနိုင်ငံတကာအနေဖြင့်လည်းစစ်တေရွေးကောက်ပွဲကိုညှင်းပယ်ရန်တောင်းဆိုလိုက်ကြောင်း UC လန်အတိုက်ခံ Labor Party လွှတ်တော်အမှန် FT4 ကလူမှုကွန်ရက်မှတစ်စစ်သတင်းထုတ်ပြန်ပါတယ်။ New Zealand, Japan, Philippines, Thai, Malaysia, Australia, Ashitimo, Indonesia နဲ့ United Kingdom စုစုပေါင်းနိုင်ငံ၉ခုမှဥပဒေပြုလွှတ်တော်အမှတ်ပေါင်း163ဦးကမြန်မာစစ်တပ်စီစဉ်ထားသောရွေးကောက်ပွဲကို အတူရအဖြစ်ရှုတ်ချခဲ့ပြီးနိုင်ငံတကာအတိုင်းဝိုင်းအနေဖြင့်ရင်းရွေးကောက်ပွဲကိုညှင်းပယ်ရန်တောင်းဆိုလိုက်ပါတယ်။မြန်မာစစ်တပ်ရွေးကောက်ပွဲမှာမိသီးနီးနဲ့မျှလွတ်လပ်ပြီးတရားမျှတသည့်ဟုမယူဆနိုင်ပေတရားဝင်မှုလည်းမရှိကြောင်းလွှတ်တော်အမှန်များကဆိုပါတယ်။ရွေးကောက်ပွဲမှာမြန်မာပြည်သူများအပေါ်စစ်စင်မဲနေသောတရားမဝင်စစ်တပ်ကိုပြန်လည်ပုံဖော်ရန်ကြိုးပမ်းမှုတစ်ခုသာဖြစ်ကြောင်းလည်းလွှတ်တော်အမှန်များကထုတ်ဖော်ပြောဆိုထားပါတယ်။နိုင်ငံတကာတို့လည်းလွှတ်တော်အမတ်များကအတူရောက်မြန်မာရွေးကောက်ပွဲအတွက်လွှတ်တော်အမတ်များ၏အိတ်ဖွင့်ပေးစာကောင်းစေဖြင့် ေးစာပေးပို့ခဲ့ပြီးရွှေကောက်ပွဲမတိုင်ခင်မြမစစ်တပ်ကလေချောင်းတိုက်ခိုက်မှုများအရှိန်ပြည့်လုံဆောင်နေသည့်အတွက်ရွှေကောက်ပွဲအပြီးတွင်လည်းတိုင်းပြည်တည်ငြိမ်အေးချမ်းပြီမဟုတ်ကြောင်းအကြံဖတ်မှုနှင့်မတည်ငြိမ်မှုများသာပုံမှန်များပြလာမည်ဖြစ်ကြောင်းအသိပေးထားပါသည်။